အုံမိုးတော်တော်ပြောင်းနေရလို့ကျွန်တော်ပြောချင်တယ်အုံမိုးသားအရင်တော့ကလည်းမျိုးကွင်းနယ်နဲ့တိုက်စစ်ကိုပို့ပြီးတော့ချိတ်ဆက်ကစားနိုင်မယ်ဆိုလို့ရှိရင်ဒီဒီပေါ်တော့ဗာမန်ကနည်းနည်းဝင်ရောက်နိုင်တယ်အခုကဘာစီလိုနာကရာဖင်ဟာနဲ့ရာမန်နဲ့ရပဲရုံးနေတယ်အနားယူရတဲ့ရီယယ်မက်ထရီရဲ့လက်ဂျန်တိုနီခရုစ်ကတော့ဒီပက်ဒရီပေါ့နော်ဘာစီလိုနာရဲ့ကွင်းလယ်လိုပက်ဒရီကိုအကောင်းဆုံးကွင်းလယ်လိုတယောက်လိုမျိုးသူကချီးကျူးထားတယ်ပေါ့နော်သူမပါတဲ့အခါမှာလွမ်းနေရလာအောင်လွမ်းနေရတဲ့အထိပေါ့နော်ကောင်းတဲ့ကစားသမားလိုလည်းသူကပြောသွားခဲ့တယ်ပေါ့နော်ဘောလုံးဒီော်နဲ့ထိုက်တန်တဲ့တူးတွေတော့ဘာစီလိုနာကစားသမားတော့ကျွန်တော်ပက်ဒရီလို့ပဲကျွန်တော်မြင်ပါတယ် ပရိသတ်များမင်္ဂလာပါကျွန်တော်တို့ရဲ့ The Premier Sport ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒါဒီပိုင်းကတော့ပွဲချိုသုံးသက်ချက်အစီအစဉ်ဖြစ်ပါတယ် Champions League Semi Final ပေါ့နော်အစီအပွဲစီတော့တော့အစီအစဉ်ဖြစ်ပြီးတော့တကယ်ကိုပွဲကောင်းတစ်ပွဲကိုပြောရမှာပါဒီပွဲကတော့ Inter Milan နဲ့ Barcelona ရဲ့ပွဲစဉ်ဖြစ်ပါတယ်ပထမအကြော့မှာတော့တစ်ဖက်ကို3ဂိုးစီနဲ့တည်ရခဲ့ပါတယ်ဒုတိယအကြော့ San Siro မှာဘလို့အဖြစ်ဖြစ်လာမလဲဒါစိတ်ဝင်စားဖို့ကောင်းပါတယ်ပြောမယ်ဆိုလို့ရှိရင်တော့ဒီပွဲစဉ်ကိုတော့ထုံးစံတိုင်းကျွန်တော်နဲ့ကိုရဲနေထုံးကျွန်တော်ညီကိုနှစ်ယောက်ကကင်မရာသုံးသပ်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ညကိုရဲနေထုံးရေမင်္ဂလာပါမင်္ဂလာပါကိုကြီးဟုတ်ကဲ့ပါ Inter Milan နဲ့ Barcelona ကျွန်တော်ပေါ့နော်ဗိုလ်တော်ဦးမနက်တနားရီခွဲပါအဲ့တော့အစီအစဉ်ရဲ့ထုံးစံလေးတိုင်းပေါ့နော်ဒါကျွန်တော်တို့ရဲ့အစီအစဉ်ရဲ့ထုံးစံလေးတိုင်းပဲဆက်လိုက်ခြင်းနဲ့ Inter ဘက်ကနေပြပြပေးပါဦး ပထမကြော့မှာအင်တာမီလန်ကသူတို့လုံနိုင်တာမှန်တယ်မြောက်သူတို့အကုန်လုံးဝါတယ်လို့ကျွန်တော်မြင်နေပေါ့နော်။ဟုတ်ကဲ့။ညမိုင်းရမဲကိုလည်းသူတို့နှစ်ယောက်နဲ့ထိန်းဖို့ကြိုးစားခဲ့တယ်။ပထမပြောရမယ်သူတို့လုံတာမှန်တယ်ဗျ။ဟုတ်ကဲ့။ညမဲကိုလည်းသူတို့ပဲသူတို့ထိန်းရလိမ့်မယ်။ဂိုးပေးရတာကတော့ပေးရပေးလိုက်ရတာပဲ။အနည်းဆုံးတော့လမိုင်းရမဲနှစ်ဂိုးသွင်းမဲ့အချိန်ကြီးရတယ်။တကိုးပဲသွင်းနိုင်အောင်လုံနိုင်တယ်ဆိုတာလည်းဒါချုံထောက်ပွဲတွေမှာစကားပြောတယ်ပေါ့နော်။ဒါပေမဲ့လမိုင်းရမဲကိုထိန်းရင်တကယ်ဘာမှမလုပ်စေချင်ဘူးဆိုရင်တော့သူဘောလုံးမရရင်တော့ဖြစ်နိုင်လိမ့်မယ်ပေါ့နော်။အဲ့လိုဘောလုံးမရဘူးဆိုတာလည်းဒီလိုပွဲတွေမှာတိတ်တော့မဖြစ်နိုင်ဘူးမလွယ်ဘူးပေါ့နော်။ ဒါပေမဲ့လမိုင်းရမယ်ရှိတဲ့နေရာကိုလိုက်ပြီးတော့ထောက်နေမယ်ဆိုရင်တော့သူတို့ရဲ့နောက်ဘက်ချမ်းမှာနေရာလွတ်တွေကတော့ပေါ်မှာပဲဟုတ်ကဲ့လမိုင်းရမယ်ဒါအိနီယောက်ကိုကြော်သွားပြီဆိုရင်ဒါလုံအောင်ကိုသွားပြီပဲဟုတ်ပါတယ်ဘယ်လိုပြောရလဲနောက်အိနီယောက်ကိုနောက်မှာထောက်ပေးရတဲ့လူတော်ပါဒီဘာစီလိုနာဘက်ကဒီဖာမင်လိုဘက်ကဒီအိတယောက်ကိုဆွဲခေါ်ပြီးတော့အိနီယောက်ဖရန်ဒော့စ်ကဝင်ယူလာမျိုးပေါ့နော်ဘာစီလိုနာကစားသမားတွေအဲ့လိုမျိုးဒီ off the ball movement တွေကတော်တော်လေးကိုကောင်းနေပေါ့နော်ဒါတွေကိုတော့ inter milan နီးပြတ် inzaghi နေနဲ့သတိရထားရမယ်ဟုတ်ကဲ့ဒီကတော့လမိုင်းရမယ်ကိုဒီဘယ်လိုပြောရမလဲအပြင်ဘက်ပဲသွားအောင်ပဲ ကစားစေခြင်းနဲ့ပေါ့နော်အထဲကိုပေးတော့မဝင်ဘူးပေါ့နော်တရက်နဲ့များတော့ပြင်ပဲသွားစေခြင်းနဲ့အဲ့လိုပြန်ချိုးပေးတာတွေကြတော့အင်တာမီလန်ကတားနိုင်ကြတော့ပြေပါရှိရပေါ့နော်ပြီးတော့ဘာစီလိုနာဘက်မှာကဒီကွန်တေးနဲ့ဘယ်ဒီမပါဘူးပေါ့နော်ဒါအင်တာမီလန်အတွက်ဒါအများကြီးအလုပ်လုပ်လို့ရတယ်ဘာစီလိုနာရဲ့ first line ရဲ့ full back တွေနဲ့အရန်နေကြမှာကဒီ quality ပေါ့နော် gap gap တော့ရှိပါတယ်ဒီက time အောက်တာတွေအချိန်မီနောက်ပြန်မလိုက်နိုင်ရတော့ဒါတွေတော့ဒီဘာစီလိုနာအသင်းဘက်မှာရှိရယ်အင်တာမီလန်ကဟိုသူတို့ကပြောကြတာပေါ့နော် ဒီဒီတင်းကပိတ်ဆော့တယ်ပေါ့ပြင်းစရာကောင်းတယ်ပေါ့ဒါပေမဲ့အင်တာမီလန်ကအဲ့ပုံစံပဲကန်တယ်ကန်ပါဟုတ်ပါမက်ဆီနီနဲ့တွေ့တော့လည်းဒီပုံစံပဲအာဆင်နယ်နဲ့ကစားတော့လည်းဒီပုံစံပဲဘိုင်ယန်နဲ့ကန်တော့လည်းအဲ့ပုံစံတိုင်းပဲဒါသူတို့ရဲ့ပုံစံပဲတောင်ပန်တွေကလည်းတက်စစ်ကိုသွားတဲ့ပုံစံကလည်းရိုးရှင်းပြီးတော့တော်တော်လေးကိုတက်ရတဲ့ထဲမှာလည်းပါတယ်ဒီဘက်စင်မှာတော့မာတီနက်စ်ကအင်တာမီလန်တက်စစ်မှာဝင်ကစားဖို့တိတ်တော့မသေးကြဘူးပေါ့နော် မာကတ်တူရန်နဲ့ဒီတယ်ရမီပဲပေါ်ထွက်လာဖို့တော့များရတယ်ပေါ့နော်အင်နာမီလန်ကဒီချန်ပီယံလိမှာအင်ဝင်း15ပွဲသက်တိုက်တောင်ရှုံးဝယ်မရှိတာဘူးပေါ့နော်အခုကလည်းအင်ဝင်းအားသာချက်လည်းဖြစ်တယ်ပထမကြောမှာလည်းတည်ရကြရတယ်ဆိုတော့အင်တာမီလန်ဘက်မှာကကစားပုံရရော ခွင့်ရေးပြေဝရှိရလို့တော့မြင်ပါတယ်ဗျ။ဟုတ်ကဲ့ပါ။ကျွန်တော်ပေါ့နော်အင်တာမီလန်ကိုကြည့်မယ်ပေါ့နော်။ဒါအင်ရှင်ကိုကြည့်မယ်ဆိုတော့ကျွန်တော်နောက်ဆုံး6ပွဲမှာနိုင်ပွဲတစ်ပွဲပဲရှိတယ်။အဲ့တော့ပြောမယ်ဆိုလို့ရှိရင်ဒါအင်တာမီလန်အနေနဲ့ဒါခက်ခဲတဲ့အခြေအနေတစ်ခုကိုရောက်နေရလို့ပြောလို့ရတယ်။ဒီနေရာမှာကျွန်တော်အဓိကပြောချင်တာကတော့အင်တာမီလန်ဖလားသုံးလုံးလမ်းကြောင်းပေါ်မှာဖြာများဝါရလို့ကျွန်တော်ကတော့ပြောချင်တယ်ပေါ့နော်။ပြောမယ်ဆိုလို့ရှိရင်ဗျာအနီနာကတ်မှဖလားတွေတစ်ခုပြီးတစ်ခုကအင်တာမီလန်အတွက်ပြုတ်တယ်လို့မျိုးဖြစ်နေတယ်။ကျွန်တော်ဒီဘိုင်းလေးတွေကို တွေ့ရတယ်။ဒါပေမဲ့သူတို့နောက်ဆုံးကစားခဲ့တဲ့ဗီရိုနာနဲ့ပွဲမှာအင်တာမီလန်ကလူချန်ခဲ့တယ်။ဒီဟာကတကယ်ကိုမှန်ကန်တယ်လို့ကျွန်တော်ကတော့ပြောချင်ပါတယ်။ဒီလိုအရေးပါနေတဲ့အခြေအနေမျိုးဆီမီဖိုင်နယ်လိုအခြေအနေမျိုးမှာလူချန်ရမယ်။လူမချန်တာကမှထူးဆန်းတယ်လို့ကျွန်တော်ကတော့ပြောချင်ပါတယ်ဗောနော်။ဒါလူချန်တာမှန်ကန်တဲ့အရာတွေဖြစ်တယ်။အဲ့တော့ဒီဘာစီလိုနာနဲ့အင်တာမီလန်3ဂို3ဂိုပထမအကြော့ပွဲကိုကြည့်လိုက်တဲ့အခါမှာအင်တာမီလန်ကအဲ့ဒီပွဲစမှာဘာစီလိုနာကိုအနိုင်ကန်လို့ရတဲ့နီလန်ကိုရခဲ့လို့ကျွန်တော်မြင်တယ်။ဘယ်လိုမျိုးလဲဆိုတော့အင်တာမီလန်ကဘာစီလိုနာကိုရှင်ကန်မယ်။ဘာစီလိုနာကိုဖွင့်ကန်မယ်။လုံးဝလုပ်လို့မရဘူး။ ရှုံးသွားလိမ့်မယ်။ဒါပေမဲ့ဘာစီလိုနာရဲ့တိုက်စစ်ကျော်လာတာကိုသူတို့ကတံပြန်တိုက်စစ်နဲ့ပြန်ပြီးကစားမယ်ဆိုတော့ရှင်အဆင်ပြေတယ်။အဲ့ဒီတည်းကဆိုလို့ရှင်အဲ့ဒီအတိုင်းပဲကစားသွားတယ်။ဘာစီလိုနာကလည်းတိုက်စစ်တိုက်စစ်ကစားပြီဆိုလို့ရှင်တိုက်စစ်ကအရန်ကျော်လာကိုကျွန်တော် တို့တွေ့ရတဲ့အခါမှာပြောမယ်ဆိုလို့ရှင်တော့ဘာစီလိုနာကပြိုင်ဘက်ကိုနေရာလွတ်တယ်တော်တော်ပေးတယ်။အဲ့ဒီမှာဆိုလို့ရှင်မာတီနက်နာပြီးတော့ထွက်သွားလို့မိုင်းနက်ကကွင်းထဲမှာဆက်ပြီးရှိနေမယ်ဆိုလို့ရှင်အင်နာမီလန်ဟာဂိုးဖြစ်သွားနိုင်တဲ့အခြေအနေမျိုးတွေရှိတယ်။ဒီလိုမျိုးကိုဘာစီလိုနာကပြိုင်ဘက်ကိုနေရာလွတ်တယ်ပေးတဲ့အသင်းလို့ကျွန်တော်ကပြောချင်တယ်ပေါ့နော်။အဲ့တော့ပြောမယ်ဆိုလို့ရှင် င်ဘယ်လိုမျိုးလဲဆိုတော့ဒီနေရာမှာကျွန်တော်တို့တစ်ခုရှိတယ်တူရန်ပေါ့အင်တာမီလန်ဒီဘက်မှာရလက်ကောင်းချက်လား ဘိုင်ဒန်အခြေအနေကဘာမှမသိပိုင်လဲပါမယ်မပိုင်လဲမပါဘူးနေတော့မှာဒီအသေးရဲ့တိုက်စစ်ကိုပြောမယ်ဆိုလို့ရှိရင်တော့တူရန်ကဥဆောင်ပါဒါပေမဲ့တူရန်ကတိတ်မပြေးဘူးလို့ကျွန်တော်ခံစားရတယ်တူရန်ပို့ပြီးတော့ပြေးဖို့လိုတယ်ငိုရေရမှသူကလေးတဲ့ကစားသမားတိုက်မျိုးဆိုပေမဲ့ဒီလိုပွဲမှာတော့နည်းနည်းပိုယုံဖို့ပို့ပြီးတော့ပြေးဖို့လိုပဲလို့ကျွန်တော်ကတော့ပြောချင်တယ်ဒါကျွန်တော်ကအင်တာမီလန်ကိုကြည့်မယ်ဆိုလို့ရှိရင်352ကစားတာများတယ်တိုက်စစ်မှာဆိုလို့ရှိရင်တိုက်စစ်ဘူး2ယောက်ကစားတဲ့အခါမှာဒီပွဲမှာတူရန်နဲ့3မီကိုသုံးမယ်ဆိုပြီးတော့ တွေးတော့မှုတွေရှိနိုင်ပေမဲ့ကျွန်တော်ကတော့အဲ့လိုမတွေးဘူးကျွန်တော်ကဘယ်လိုမျိုးလဲဆိုတော့3မျိုးသုံးမဲ့စားပေါ့နော်ဟိုဟန်တော့တိုပစ်ကိုသုံးရင်ပို့ပြီးတော့အဆင်ပြေမလားပေါ့ဘာဖြစ်လို့လဲဆိုတော့ဒီကစားသမားကကျတော့ဘောလုံးလမ်းကြောင်းကိုပို့ပြီးတော့ပုံဖော်ပေးနိုင်တယ်သူနဲ့သူရန်တဲ့ကိုသွဲမဲ့ဆိုလို့ရှိရင်အဆင်ပြေပြေလေးမြန်ဖြစ်မလားပေါ့နော်ကျွန်တော်ကဒီလိုလေးတော့တွေးမိတယ်ဒီနေရာမှာအင်တာမီလန်နဲ့ဘာစလိုနာနဲ့ပေါ့နော်ဒီကစားသမားတွေနဲ့ကွဲပြားခြားနားချက်ကအင်တာမီလန်ကစားသမားတွေကအပေါ်အသေးအနေနဲ့သူတို့ကပြိုင်ဘက်ကိုကစားလဲနိုင်အောင်ကစားနိုင်တယ်အော်အသေးအနေနဲ့သူတို့ကကစားမယ်ဆိုလို့ရှိရင်လည်းနိုင်အောင်ကစားနိုင်တယ်ဒီလိုမျိုးပုံစံမျိုးစုံနဲ့နိုင်အောင်ကစားတက်ခြင်းကဒီပွဲစဉ် င်အတွက်တော့တကယ်ကိုအရေးကြီးရလို့တော့ကျွန်တော်ကတော့မြင်ပါတယ်။ကဲဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ပေါ့နော်ဒါရာမယ်ရဲ့ဘာစီလိုနာပေါ့နော်ဘာစီလိုနာဘယ်လေးသွားခြင်းလဲပြပြပေးပါဦး။ဘာစီလိုနာကသူတို့အင်ကွင်းမှာ3ဂိုးအထိပြေးလိုက်ရတာကတိတ်တော်မတန်အောင်ပေါ့နော်။ဟုတ်ကဲ့။ဒါတစ်ခါကန်တစ်ခါဂိုးတယ်ဆိုတဲ့ပုံစံမျိုးတော့ဖြစ်သွားတယ်။ ်ကစားမားတွေရဲ့ဒီ individual အစွမ်းတွေကြောင့်ပဲပြန်လိုက်နိုင်ခဲ့တယ်လို့လည်းကျွန်တော်တို့မြင်နေပါတော့။ဟုတ်ကဲ့။ဘာစီလိုနာနေရာမှာတခြားအသင်းဆိုရင်ဒီပွဲကပထမကြောမှာနေပြီးသွားပြီ။ဟုတ်ပါရဲ့။ဒါပေမဲ့ Champions League မှာကပွဲဖြေကိုပြောင်းနိုင်တဲ့ကစားသမားတွေရှိတဲ့အသင်းကတခုခုတော့ဖြစ်နိုင်တယ်။ဟုတ်ကဲ့။ဘာစီလိုနာမှာကပွဲဖြေကိုပြောင်းနိုင်တဲ့ကစားသမားတွေအများကြီးရှိပါတယ်။ဟုတ်ပါရဲ့။တိုက်စစ်မှုလီဝမ်ဒေါစကီကကျတော့အခုပွဲမှာဝင်တော့ကစားနိုင်တယ်။ဒါပေမဲ့လူစားဝင်မဲ့ဖြစ်ဖို့တော့များတယ်ပေါ့နော်။ ဂိုးလိုနေချိန်မှာတစ်ဖက်ကလည်းတစ်ဖက်အင်တာမီလန်တင်းကလည်းကြာနေချိန်မှာလီဝန်ဒေါစကီဝင်ကစားခိုင်းမယ်ဆိုရင်တော့တခုခုတော့ဖြစ်သွားနိုင်တယ်။လီဝန်ဒေါစကီပါလာရင်တော့တက်စစ်ကတော့ပို့ပြီးအားကောင်းလာမယ်။ဒါပေမဲ့ကွန်တင်းနဲ့ဘယ်ဒီမျှော်လို့မပါတာကတော်တော်လေးကိုစိုးတယ်။ဟုတ်ကဲ့။ဘာစီလိုနာတောင်ပံလေးရဲ့လုံနိုင်စွမ်းကို100ရာခိုင်နှုန်းကနေပြီး80ရာခိုင်နှုန်းလောက်အထိပေါ့။ရှော့လိုက်တဲ့လူမျိုးတော့ဖြစ်သွားတယ်ပေါ့နော်။ဘာစီလိုနာတက်စစ်မှာရှိတဲ့ Fermin Lopez လို့ Ferran Torres လို့အိကစားသမားတွေကအမြဲရွေ့နေရဆိုတော့အေးသူတို့ရွေ့တဲ့ပုံမှာမူတည်ပြီးတော့ပဲညာလို့တွေကပေါ်လာတယ်။ ေးနေရာလွတ်တယ်ကိုသူတို့ကဝင်ယူရင်လည်းယူတယ်သူတို့မယူဘူးဆိုရင်ဘေးလာကစားမှလည်းဝင်ယူတယ်ဒါကတော်လေးကိုတားဆီးရခက်တဲ့တဲမှာပါတယ်ပေါ့နော်ဒီပွဲစဉ်မှာလည်းအင်တာမီလန်ဘက်ကလမိုင်းရမဲကိုထိန်းချုပ်ဖို့တေစာတေချာကိုပြင်ဆင်လာမှာပေါ့နော်ဟုတ်ကဲ့လမိုင်းရမဲကိုထိန်းချုပ်ဖို့ကတိတ်တော့မဖြစ်နိုင်ဘူးဘယ်လိုပဲဖြစ်ဖြစ်သူကတော့လွတ်လွတ်သွားမှာပဲလွတ်သွားမှာပဲစက္ကွန်နေတားတယောက်ဘာတွေလုတ်ပြအောင်မလဲဆိုတာကိုစိတ်လုံးရှားစေတာကလမိုင်းရမဲရဲ့ level တစ်ခုလို့တော့ကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့လမိုင်းရမဲကိုအယုံများနေရဲ့အချိန်မှာဘာစီလိုနာရဲ့ကျန်တဲ့ကစားသမားတွေကိုမေးထားလို့တော့မရဘူးပေါ့နော်အနားယူရတဲ့ရီယယ်မက်ထရီရဲ့ legend တိုနီခရုစ်ကတော့ ဒီဘက်တရီပေါ့နော်ဘာတင်နာရဲ့ကွက်လဲလို့ဘက်တရီကိုအကောင်းဆုံးကွက်လဲလို့တယောက်လိုပဲသူကချီးကျူးထားတယ်ပေါ့နော်သူမပါတဲ့ခါမှာလွမ်းနေရလာအောင်လွမ်းနေရတဲ့အထိပေါ့နော်ကောင်းတဲ့ကစားသမားလို့လည်းသူကပြောသွားခဲ့တယ်ပေါ့နော်ဘက်တရီရှိနေတရီကတော့ဘာစီလိုနာရဲ့ဒီတိုက်စစ်ကလဲပတ်နေမှာပဲဘာစီလိုနာရဲ့ရှေ့လေနောက်ကတော့ဟန်ချက်ကြီးနေအောင်ပါပဲဘောလုံးဒီော်နဲ့ထိုက်တန်တဲ့ တိုးတဲ့ဘာစီလိုနာကစားရမှာတော့ကျွန်တော်ပက်ရီလို့ပဲကျွန်တော်မြင်ပါတယ်။ဟုတ်ကဲ့။ဘာစီလိုနာတင်းရတော့သူတို့တင်းရဖလားသုံးလုံးအိမ်မက်ကိုအကောင်နဲ့ဖော်နိုင်ဖို့အတွက်တော့ဆန်စီယိုမှာအနိုင်နဲ့ပြန်လာမလားဆိုတော့စောင့်ကြည့်ရပါမယ်။ဟုတ်ကဲ့ပါနော်တကယ်ကိုကျွန်တော်တို့ဘာစီလိုနာကတော့ပြောမယ်ဆိုလို့ရှိရင်ဒါတကယ်ကိုကောင်းနေတယ်။ဒါဆူဖလားစုံလည်းတင်းလို့ရတဲ့လမ်းကြောင်းတစ်ခုမှရှိနေတယ်။ကျွန်တော်တို့နောက်ဆုံးကစားထားပြီးတော့သူတို့နိုင်ခဲ့တဲ့ဘယ်လာဒိုလင်းနဲ့ပွဲပါဆိုလို့ရှိရင်လည်းသူတို့လူချန်ခဲ့တယ်။ဒါပြောမယ်ဆိုလို့ကျွန်တော်ဒီအချိန်မှာဒီလိုလောက်ရပါမယ်။ဒါမှန်တယ်ပေါ့လေနော်။အဲ့တော့ပြောမယ်ဆိုလို့ရှိရင်ဘာစီလိုနာအတွက်ပေါ့နော်ဒီအင်တာမီလန်နဲ့ဒီချန်ပီယံလိဆီမီဖိုင်နဲ့ဒုတိယကြော်အဝေးပ ွင်းပွဲစဉ်ကဒီယာဒီဘာစီလိုနာရဲ့အရေးကြီးဆုံးပွဲစဉ်တစ်ပွဲဖြစ်တယ်။အိမ်ကွင်းမှာဂိုးတွေအများကြီးပေးခဲ့ရတယ်။အနိုင်မယူနိုင်လို့အဝေးကွင်းမှာနိုင်ပါမလားဆိုတာမှာတော့ကျွန်တော်တို့ စဉ်းစားစရာရှိတယ်ပေါ့နော်ဒီလိုအချက်လေးတွေရှိတယ်ဘယ်လိုမျိုးလဲဆိုတော့ဗျာကျွန်တော်တို့ကဒီပွဲမှာဘာစီလိုနာကပုံမှန်တိုင်းပဲအင်တာကိုဖိပြီးကစားနေမယ်အဲ့ချိန်မှာအင်တာသွင်းကိုတကူရပါမယ်ပင်အင်တာပိတ်ပြီးကစားပါမယ်ဒီလိုမျိုးကလည်းဖြစ်ကောင်းဖြစ်သွားနိုင်တယ်ဒီလိုဆိုလို့ရှိရင်ဘာစီလိုနာဒီပြိုင်ပွဲကနေထွက်သွားနိုင်တဲ့အခြေအနေမျိုးလေးတွေရှိတော့ဒါလေးတွေကိုလည်းပေါ့နော်နည်းနည်းသတိထားရမယ်လို့ကျွန်တော်ကတော့ပြောချင်တယ်ကျွန်တော်ပြောချင်တာကဘယ်လိုမျိုးလဲဆိုတော့ပရမအကျော့အတိုင်းသာဘာစီလိုနာကစားမယ်ဆိုရင်ဒီတိုင်းဖြစ်ကုန်ဖြစ်မှာ ဖြစ်ကိုဖြစ်လိမ့်မယ်လို့ကျွန်တော်ပြောချင်တယ်ပြီးတော့ကျွန်တော်တို့ဗောနောဘာစလိုနာကိုကြည့်လိုက်မယ်ဆိုလို့ရှင်ရင်တို့အသင်းမှာအဖြစ်ရှာနိုင်တဲ့ကစားသမားဗောနောအခက်ခဲနေကြတဲ့ကအဖြစ်ရှာနိုင်တဲ့ကစားသမား၃ယောက်ပဲရှိတယ်ဒါကဘယ်သူလဲဆိုတော့ Pastry ရဲ့ Ramel ရဲ့ကျွန်တော်ဗောနောဝါ Raffin ဟာရဲ့ဗောဒီထဲမှာအဓိကအကြဆုံးက Ramel ဖြစ်တယ်ဗျာဘယ်လိုပြောလဲဆိုတော့ဘာစီလိုနာရဲ့ကစားခွက်ကိုပုံပဲဖော်ဖော်ဘာစလိုနာကစားခွက်ပဲကြက်ကြက်ပေါ့နော်အဖြေတစ်ခုရှာဖို့ပဲလှုပ်လှုပ်အချိန်တန်လို့ရှိရင်ဘောလုံးကရမက်စီပဲရောက်တယ်ကျွန်တော်ပြောမယ်ဆိုလို့ရှိရင်ဘောလုံးကဘယ်ချမ်းကဘယ်ချမ်းကနေပြီးတော့သူတို့ဘောလုံးနေစင်ဖို့စူးစမ်းနေတယ်နောက်ဆုံးသူတို့ဘသူ့ကိုရှာလဲရမက်ကိုရှာတယ် ်ကျွန်တော်အနောက်ကနေပြီးတော့ဘောလုံးသွားတယ်ဘသူ့ကိုရှာလဲရာမဲကိုရှာတယ်ပက်စရီဘောလုံးယူရမယ်အရှိတ်ကိုတိုင်းရမသွားလို့ရှိရင်ဘသူ့ကိုရှာအောင်လဲရာမဲကိုပဲရှာတယ်ရာမဲကဒီလောက်ထိတောင်မှ ကောင်းနေတယ်အရန်ကောင်းနေတဲ့ခါမှာလည်းအရန်အားကိုးတာကလည်းမဆန်းဘူးလို့ပဲပြောရမှာပဲဒီနေရာမှာရာမဲကိုထိမ့်ဖို့ဆိုတာလည်းမလွယ်ဘူးပြီးတော့ရာမဲကမထင်မှတ်တဲ့အနေအထားတွေကလည်းဘောလုံးပေးဖို့မှုကောင်းနေလုံနိုင်တယ်ရာဗီဟာနဲ့သူနဲ့ဂျန်လည်းမှာအဲ့လိုပြနားလည်မှုကလည်းအရန်ပြေသွားတဲ့အခါမှာပြောမယ်ဆိုလို့ရှိရင်ရာမဲကိုတားဆီးဖို့ဆိုတာကတော့ကျွန်တော်အထင်တော့ဘလို့မှမလွယ်ဘူးပြီးတော့ဘာစီလိုနာတိုက်စစ်ကစားသမားတွေကအချင်းချင်းကလည်းနားလည်မှုအပြေအဝရှိတာကိုလည်းကျွန်တော်မြင်တယ်ဒီနေရာမှာကျွန်တော်တို့ပြောစရာတစ်ခုရှိတယ်အဲ့ဒါကတော့ပျောက်နေတာအုံမူပေါ့ ။အိုမိုတော်တော်ပြောင်းနေရလို့ကျွန်တော်ပြောချင်တယ်။ကွေးလယ်နဲ့တိုက်ဆက်ကိုသူကချိတ်ဆက်ပြီးတော့ကစားပေးရပါ။ဒီနေရာမှာပြောမယ်ဆိုလို့ရှိရင်ဘာပေါ့နော်ရာမေပေါ့ပြောမယ်ဆိုလို့ရှိရင်အရန်ကြီးကိုကြီးမားတဲ့ဝင်တစ်ခုကိုထမ်းထားရလို့မြင်တယ်။အိုမိုသာအရင်တော့ကလည်းမျိုးကွေးလယ်နဲ့တိုက်ဆက်ကိုပို့ပြီးတော့ချိတ်ဆက်ကစားနိုင်မယ်ဆိုလို့ရှိရင်ဒီပေါ့နော်ရာမေကလည်းလေးဝင်ရောက်နိုင်တယ်။ဒီလိုနေထားမျိုးဆိုလို့ရှိရင်သူတို့နှစ်ယောက်ရဲ့ ဘင်းနာကျွန်တော်တို့ကညတောင်ဘက်မှာရှိနေတဲ့ Raffin Hall ဆိုပို့တော့အဆင်မပြေဘူးလားပေါ့အခုကဘာစီလိုနာက Raffin Hall နဲ့ရာမန်နဲ့ရပဲယုံနေတယ်ပြီးခဲ့တဲ့ပထမအကြောအဆင် Omo သူ့ကိုလူစားလဲလဲတော့တိတ်တော်မှမချင်တော့ဘူးဒီလိုအခြေအနေမျိုးတွေဖြစ်သွားတဲ့အခါမှာတော့ Omo အနေနဲ့ပေါ့တော့ဒါအရင်နှုံးကလိုမျိုးခြေစွမ်းမျိုးလေးပြန်ရစေချင်တယ်ဒီလိုဆိုလို့ရှိရင်တော့ဘာစီလိုနာကတကယ်ကိုအရန်ကောင်းပြီးတော့ပိုကောင်းလို့နဲ့အသင်းလိုပဲပြောရမယ်ဒီဘက်မှာဘာစီလိုနာလောက်အောင်မှာတစ်ခုပဲရှိတယ် အင်တာမီလန်အခွင့်အရေးမပေးဖို့ပဲအင်တာမီလန်ကိုသာအခွင့်အရေးပေးပြီးလို့အဲ့အခွင့်အရေးကနေဂိုးတကိုအင်တာမီလန်စောစီရာဝါကဲလို့ရှိရင်အင်တာမီလန်ပိတ်ကစားလိုက်လို့ရှိရင်ဘာစီလိုနာကောင်းရည်သားနဲ့ခံသွားလိမ့်မယ်ကျွန်တော်ဒါလေးတော့ပြောချင်ပါတယ်ကဲဒါဆိုလို့ရှိရင်တော့ကျွန်တော်ပေါ့နော်ဒီအင်တာမီလန်နဲ့ဘာစီလိုနာရဲ့ကိုရလည်းခံမဲ့ပဲလေသွားစင်လည်းခံမဲ့ပေးပါဦးကျွန်တော်ပထမကတော့ကျွန်တော်အနိုင်ရွေးချယ်မဲ့တင်ရတတင်းတက်ရှိရပါတော့ဒါပေမဲ့ဒီအစီအစဉ်ပြောနေရတဲ့အချိန်မှာပဲကျွန်တော်စိတ်ပြောင်းသွားတယ်ပေါ့နော်စိတ်ပြောင်းသွားပြီးတော့ကျွန်တော်ဒီပွဲအချိန်မှာတော့အင်တာမီလန်နဲ့ဘာစီလိုနာကတစ်ဖက်ကိုတကိုးစီပေါ့တည်ကြသွားပြီးတော့အချိန်ပိုပနက်ဒီမှာအင်တာမီလန်လေးနောက်တစ်ဆင့် ်တက်မယ်ပေါ့ဘာဖြစ်လို့လဲဆိုတော့ဒီဒီဘောလုံးအားကစားဆိုတာကဒီလိုမျိုးပိုကောင်းတဲ့အသင်းနေရာပဲတက်တာမျိုးတော့မဟုတ်ဘူးစိတ်တက်နဲ့ကစားပြီးတော့တကယ်90 90ထိုင်အောင်လုံးသွားတဲ့အသင်းနေရာလေဒီစူပလာတွေနဲ့ထိုက်တန်တယ်လို့တော့ကျွန်တော်ကတော့မြင်တဲ့အတွက်ကြောက်ပေါ့ပြီးတော့အီတလီအသင်းတွေချန်ပီယံလိ မရလဲတော်တော်လေးကိုကြာပြီဆိုတော့အဲ့ဒီလက်လက်မျိုးလေးကိုအင်တာမီလန်အသင်းနဲ့လှုပ်ဆောင်နိုင်မလားပေါ့နော်ဒါလေးကိုလည်းကျွန်တော်တွေးမိတဲ့အတွက်ကြောင့်မလို့ဒီပွဲစဉ်မှာတော့ကျွန်တော်အင်တာမီလန်နောက်တစ်ဆင့်တက်မယ်လို့တော့ခံမှလိုက်ပါတယ်ဟုတ်ကဲ့ပါဒီပွဲစဉ်မှာတော့ကျွန်တော်နဲ့ကိုရင်းနှုံးနဲ့တာပေါ့ကွယ်လွယ်ဝိုင်းလေးပဲပြောရမှာပါကျွန်တော်ကတော့ဒီအင်တာမီလန်နဲ့ဘာစီလိုနာပရမအကျော့မှာတော့ဘာစီလိုနာကိုလူကြိုက်များခဲ့လိမ့်မယ်ဒါပေမဲ့နောက်ဆုံးမှာတော့ဒီပွဲသေရဖြစ်ခဲ့တယ်ပေါ့အဲ့တော့ဒီပွဲစဉ်အင်တာမီလန်ကွင်းမှာဘာစီလိုနာဟာအင်တာမီလန်အသင်းကိုပေါ့နော်ကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်တော့မိနစ်90အတွင်းနိုင်မလားဆိုတဲ့တွေးတောမှုတွေဒီပွဲမှာရှိမယ်လို့ထင်တယ်ပေါ့နော်တွေးတောတဲ့အနေအထားတွေမှာ ဒါပေမဲ့ကျွန်တော်ကတော့ဘာစီလိုနာအင်တာမီလန်ကိုမိနစ်60အတွင်းအဝေးကမှနိုင်သွားမယ်လို့ကျွန်တော်ကထင်တယ်ကျွန်တော်ကတော့ဘာစီလိုနာကိုအနိုင်ပေးပါတယ်နှစ်ဂိုးတစ်ဂိုးနဲ့နိုင်မယ်လို့ခန့်မှန်းထားပါတယ်ဟုတ်ကဲ့ပါအခုကျွန်တော်ညီကိုတစ်ယောက်ပြောသွားခဲ့တာကတော့အင်တာမီလန်နဲ့ဘာစီလိုနာအသင်းတို့ရဲ့ချန်ပီယံလိဆီမီဖိုင်နယ်ဒုတိယကျော်ဖြစ်ပါတယ်။ကိုယ်ကျင်းလင်းတို့ကတော့အင်တာမီလန်ဘောလီဝဲတက်မယ်ခံမှန်းပါတယ်။ကျွန်တော်ကတော့ဘာစီလိုနာခံမှန်းတာပါ။တကယ်လို့ဒီမှာဘလို့ဖြစ်လာမလဲစောင့်ရင်သွားမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ရဲ့ဒီနေ့စီစဉ်ကတော့ဒီလောက်ပါပဲ။ The Premier Sport ရဲ့နောက်လာမယ့်အားသာအစီအစဉ်ကောင်းတွေမှာ Brazil နဲ့ကျွန်တော်ညီကိုတစ်ယောက်နဲ့ပြန်ပြီးတော့အဆုံးတွေ့ချင်ပါသေးတယ်လို့ပြောရင်းနဲ့ပဲဒီနေရာလေးကနေတော့ဆက်လိုက်ရပါတယ်ဗျာ။